ပရိသတ်များအားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါရရှင်မြန်မာပြည်ကနေကြီးစုအားပေးနေတဲ့ပရိသတ်များကို VPN ခံပြီးကြည့်ပေးဖို့မြင်တိုင်ခံပါရရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့မင်းညားကရှင်းပြန်ခဲ့တဲ့2026ကမ္ဘာဖလားဥရောပဆုံးချင်းစစ်ပွဲတွေအပြီးမှာ2026ကမ္ဘာဖလားပြိုင်ပွဲရှင်းပြိုင်ခွင့်ရတဲ့အသင်း40နဲ့နှစ်သင်းအထိရှိလာခဲ့ပြီဖြစ်ပါတယ် 2026ကမ္ဘာဖလားပြိုင်ပွဲကိုပူးတွဲရှင်တွေဖြစ်တဲ့ကနေဒါ၊မက္ကဆီကိုအမေရိကန်တို့နဲ့အထူးရှင်ပြိုင်ခွင့်ရရှိမယ့်အသင်းတွေကတော့ဂျပန်၊နယူးဇီလန်၊အီရန်၊အာဂျင်တီးနား၊ဥဇဘီကစ္စတန်၊တောင်ကိုရီးယား၊ဂျော်ဒန်၊ဩစတြေးလျား၊ဘရာဇီး၊အီကွေဒေါ်၊ဥရုဂွေး၊ကိုလံဘီယား၊ပါရာဂွေး၊မော်ရိုကို၊တူနီရှား၊အီဂျစ်၊အယ်ဂျီးရီးယား၊ဂါနား၊ကိတ်ဗာဒီ၊တောင်အာဖရိက၊ကာတာ၊အင်္ဂလန် sorry ၊အိုင်ဗရီကိုစီနီဂေါ၊ပြင်သစ်၊ခရိုအေးရှား၊ပေါ်တူဂီ၊နော်ဝေး၊ဂျာမနီ နယ်သာလန်ဘယ်ဂျီယမ်ဩစတြေးလျဆွစ်ဇာလန်စပိန်စကော့တလန်ပနားမာကူရာကာအိုဟစ်တီတို့ဖြစ်ကြပါရရှင်။ဥရောပဆုံးမှာဒိုင်းရဲ့ခြေစပွဲအောင်တဲ့အသင်း၁၂တင်းထွက်ပေါ်လာခဲ့ပြီဖြစ်တာကြောင့်လက်ကျန်၄သင်းနေရာအတွက်သာလက်ကျန်၄နေရာအတွက်သာ play off ပွဲတွေဆက်ကစားရတော့မှာပါ။ဥရောပဆုံး play off အဆင့်ကိုဆက်လက်ရှင်းပြခွင့်ရတဲ့အသင်းတွေကတော့ Italy, Denmark, Turkey, Ukraine, Poland, Wales, Slovakia, Ireland, Albania, Bosnia, Kosovo, Romania, Sweden, မြောက် Macedonia နဲ့မြောက် Ireland တို့ဖြတ်ပြီးတော့မဲခွဲပွဲကိုတော့မနက်ဖြန်ပြုလုပ်မှာပါ၂026ကမ္ဘာဖလားပြိုင်ပွဲကိုအသင်း48သင်းပါဝင်တဲ့ပြိုင်ပွဲဖြစ်ကျင်းပသွားမှာဖြစ်တာကြောင့်နောက်ထပ်6သင်းသာအပြည့်ပေါ်ဖို့လွယ်ပါရယ်ရှင်ရှာမယ်ဖီနီးရှားတို့ထပ်ပိုကောင်းနေတဲ့အက်စတာဘောင်းရဲ့အမှတ်တမ်းကြောင်းလေးကိုပြောချင်ပါတယ် အက်စတာဗောင်းတယောက်ဘရာဇီးအသင်းကိုရောက်လာခဲ့ကပရိသတ်တွေရဲ့ချီးကျူးမှုတွေကတဖြည်းဖြည်းနဲ့ပုံများလာခဲ့ပါပြီ။သူကရိုင်းကလည်းကစားပုံကောင်းမွန်သလိုပရိသတ်တွေညှော်လင့်ထားတဲ့အတိုင်းလုံးပြနိုင်နေတယ်ဆိုတော့အက်စတာဗောင်းကဘရာဇီးအသင်းမှာတော်တော်လေးကိုနာမည်ရလာခဲ့တာပါ။အခုမှဘရာဇီးလက်ရွေးစင်အသင်းအတွက်ဆော့တပွဲတာကစားရသေးပေမယ့်နေမာလိုမျိုးဖြစ်လာလိမ့်မယ်ဆိုပြီးပရိသတ်တွေကထင်ကြီးပေးနေကြပါတယ်။အက်စတာဗောင်းစွာကလည်းဘရာဇီးအသင်းရဲ့လူစင်းရင်းမှာ2024ခုနှစ်ဩဂတ်လကမှရွေးချယ်ခံရပြီးမြေ အခုနောက်ပိုင်းမှာပဲချက်စီးတဲ့မှာအကောင်းဆုံးခြေဆွမ်းပြလာရင်ဘရာဇီးအသင်းမှာပွဲထွက်ခွင့်ရလာခဲ့တာပါ။လေယူစင်အသင်းအတွက်သွင်းကို၅ကိုပြည့်ဖို့ဆိုရင်ဗီနီစီယာဂျူနီယာက32ပွဲကစားခဲ့ရသလိုရှာမဲကလည်းပွဲ90ကစားခဲ့ရပြီးမယ်။အက်စတာဘောင်းကတော့17ပွဲကစားရုံနဲ့လေယူစင်အသင်းအတွက်၅ကိုပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။စပိန်လာလီဂါကလပ်ရီယယ်အသင်းကတော့လက်ရှိမှာချက်စီးတဲ့ဘရာဇီးအသင်းအတွက်ခြေဆွမ်းနေပြသနေခဲ့သူအက်စတီဗာအိုကို Farmers အသင်းမတော်က ခေါ်ယူနိုင်တဲ့အခွင့်အရေးရှိလာခဲ့ပြီးမြမခေါ်ခဲ့တဲ့အပေါ်နောင်တရနေခဲ့ကြပါတယ်။အဲဒီတော့ကရီရဲ့အသင်းရဲ့ကင်းထောက်တွေနဲ့တောင်ဝင်ရှိသူတွေက SD ဘာကိုကစားပုံကိုလေးလာစောင့်ကြည့်ခဲ့ပြီးမြအားရတင်တဲ့ချင်းရှိခဲ့ပါဘူး။ဒါကြောင့်မဲ SC Bau ရဲ့နေ့စနစ်ပိုင်းတွေကိုစပိန်မှာအဆင်မပြေလောက်ဘူးထင်ပြီးခေါ်ယူဖို့အတွက်ညှဉ်းဆန်ခဲ့ပါတယ်။ ဒါကပဲ real အသင်းအတွက်နောက်တရစီမယ့်အခြေအနေကိုရောက်သွားခဲ့ပါတယ်။လက်ရှိမှာတော့ ESPN သတင်းဌာနရေးသားချက်အရတော့ Astiva ကိုလက်ရှိလုပ်ပြနေတဲ့စွမ်းဆောင်ရည်တွေက real အသင်းကိုမချစ်တင်ခဲ့ဖြစ်နေခဲ့တယ်လို့ဆိုလာပါတယ်။ real အသင်းရဲ့ဩဂတ်တာ Pires ကလည်း Chelsea ကိုရောက်သွားမှာတော့ခေါ်ဖို့မဖြစ်နိုင်ဘူးလို့လည်းသိထားပါတယ်ရှင်။ဆလဘီချယ်ဆီသင်းရဲ့စပိန်လူငယ်တိုက်စင်မှုမကီယူကအလားအလာရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ီယာတီချန်ပီယံလိမှာလည်းကိုသွင်းယူခဲ့ပါတယ်ဒါပေမဲ့ချက်စီးတင်တိုက်စစ်မှာတော့ရာအိုပက်ထရိုလီယန်ဒီလက်တို့ရှိနေတဲ့အပြင်လာမယ်နှစ်ကြာရင်လည်းအီမတ်ကဆပ်ပါရီယပ်တို့လိုအရေးသွေးမြင့်လူငယ်ကျဲဖွင့်တွေထက်ရောက်လာမှာဖြစ်လို့စတန်ဖို့ဘရစ်မှာမက်ကီယူရဲ့အနာဂတ်ဆက်ရှိနေဖို့ကမသေးကြတော့ပါဘူးအထူးသဖြင့်မက်ကီယူထက်နှစ်နှစ်ငယ်ပြီးအသက်18နှစ်သာရှိသေးသူဆပ်ပါရီယပ်ကလည်းတိုက်စစ်မှုဖြစ်တာကြောင့်သူတို့နှစ်ယောက်စလုံးကို အတူတူတွဲဖက်ကစားဖို့ကမဖြစ်နိုင်ပါဘူး။ဒါကြောင့် Chelsea တင်းကမက်ကီယူနဲ့ Suspires တို့နှစ်ဦးထက်ကတအုပ်ကိုတိချာပေါက်အဆုံးရှုံးခံတော့မှာဖြစ်ပြီး Suspires ကိုအသင်းမှနေရာပေးသွားမယ့်အနေအထားရှိပါတယ်။ Suspires ကတော့အခုနှစ်အတွင်း Clack နဲ့နိုင်ငံအသင်းအတွက်ရတ်တန့်လို့မရအောင်ခြေစွမ်းပြနေပြီး Belgium နဲ့တကူတကူစီတည်ရကြတဲ့ပွဲမှာကိုသွင်းနိုင်ခဲ့တာကြောင့် Kazakhstan အသင်းသမိုင်းတစ်လျှောက်အသက်ငယ်ဆုံးကိုသွင်းသူပြဆိုင်ချင်းတင်ခဲ့ပါဗျ။ Makiyu ကလည်းအရေးချင်းရှိတဲ့လူငယ်တဦးဖြစ်ပေမဲ့ Suspires ကသူ့ထပ်ပို့ထူးခြားသလို Man City ကံတွင်အကွဲရုံနဲ့နိုင်ရှင်ချီကျူးခံနေရတာဖြစ်ပါတယ်။ ဒါအပြင်ကလပ်အသင်းဖြစ်တဲ့ Kairos အသင်းတွေအတွက်လည်း Suspires က42ပွဲကစား18ဂိုးသွင်းဂိုးဖန်နည်းမှုရှိချိန်ပြုလုပ်ခဲ့ပြီးချန်ပီယံလိမှာဂိုးသွင်းနိုင်တဲ့အသက်အငယ်ဆုံး Gazistan ကစားသမားအဖြစ်လည်းစံချိန်တင်ထားခဲ့ပါသေးတယ်။အဲဒါကြောင့်လာမယ့်နှစ်မှာအသင်းကို Suspires ရောက်လာမယ်ဆိုရင် Magiyu ကို Chelsea အသင်းနဲ့ဆုံးရှုံးခံသွားဖို့ရှိနေပြီပဲဖြစ်ပါရဲ့ရှင်။ USA ကိုဝင်လို့မရဘူးပြောနေတဲ့သူတွေကို Trump ရဲ့အထူးညစာစာပွဲမှာ Elon Musk တို့နဲ့အတူညစာစာပြီးတုံ့ပြန်ခဲ့တဲ့ Ronaldo ကြောင့်လို့ပြောချင်ပါတယ်။ Cristiano Ronaldo ကအင်္ဂါနေ့က American ကို sorry မင်းသားနဲ့အတူလိုက်ပါလာခဲ့ပြီးအင်ဖီရိုကိုတွားရောက်လေဖက်ခဲ့ပါတယ်။ဂျမနီညာက American သမ္မတ Donald Trump တည်ခင်းအခမ်းအနားကြားစာစာပွဲမှာနိုင်ငံရေးလောကထိပ်သီးတွေစီးပွားရေးလောကထိပ်သီးတွေစုစုံကြီးတက်ရောက်တဲ့ပွဲမှာ Ronaldo ကလည်း sorry မင်းသား Benzema နဲ့အတူအထူးအဲ့တော်ဖြစ်တက်ရောက်ခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ကညစာစာဝယ်မတိုင်ခင်မိန့်ခွန်းပြောဆိုရမှာပေါ်တူဂီကန်ဝင်ကိုပြည်သက်တွေအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပြီးသူ့ရဲ့သားကရော်နယ်ဒိုရဲ့အမကန်ပြည်သက်ဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ခါများတို့သိလားကျွန်တော်သားကခရစ်စတီယာနိုရော်နယ်ဒိုရဲ့အမကန်ပြည်သက်ပါကျွန်တော်တို့အခုဒီမှာရော်နယ်ဒိုလည်းရှိနေပါတယ်ဆိုပြီးတော့ပြောပါတယ်။ကျွန်တော်သားကအခုဆိုရင်ခမည်းကိုဒီမှာမိတ်ဆက်ပေးနိုင်ရလို့သူ့အဖေကျွန်တော်ကိုနည်းနည်းပို့ပြီးတော့လေးစားသွားမယ်ထင်ပါတယ်ဒီမှာရှိနေပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခရစ်စတီယာနိုခမည်းရှိနေတာကောင်းယူစရာပါ ခရစ်စတီယာနိုရော်နယ်ဂျိုကအကောင်းဆုံးဖြစ်ပြီးသူ့ကိုကမ္ဘာဖလားရစီချင်ပါတယ်လို့ဒေါ်နယ်ထရန်ကထပ်လောင်းပြောသွားခဲ့ပါသေးတယ်။ခရစ်စတီယာနိုရော်နယ်ဂျိုက2016ခုနှစ်နောက်ပိုင်းကလေးက USA ကိုလာရောက်ချင်းမရှိတော့သူဖြစ်ပြီး2009ခုနှစ်တုန်းက Las Vegas ကဟိုတယ်အခန်းထဲမှာပေါ်တူဂီကျယ်ဝင်းကမရင်းကျင်ခဲ့တယ်လို့ Catherine Mayorga's rule လို့မြည်ရတဲ့အမျိုးသမီးက2018မှာတရားစွဲဆိုမှုနဲ့ဆိုင်ခဲ့ရတာပါ။ရော်နယ်ဒိုဘက်ကတော့အဲဒီဆွဆွဲချက်တကိုညှဉ်းဆန်ခဲ့ပြီးမလိမ့်မှုကအရာအလုံးထက်မုံတိယွန်ရှာစရာကောင်းတဲ့ပြစ်မှုလို့ယုံကြည်ထားပြီး အဲ့ဒီလိုအလုပ်မျိုးလည်းဘယ်တော့မှမလုပ်ခဲ့ဘူးလို့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်2019ခုနှစ်မှာ USA အစိုးရရှေ့နေတွေက Ronaldo ပေါ်ဆွဆွဲချက်တွေကတတ်သိမခိုင်းတော့တဲ့အစွဲချက်တင်ခံရမှာမဟုတ်ဘူးလို့ပြောကြခဲ့ပါတယ်။ဒီကိစ္စကြောင့် Ronaldo ကိုမုန်းတီးသူတွေကပေါ်တူဂီချက်ပွင့်အနေနဲ့ USA ကိုဝင်လို့မရဘူးလို့ပြောဆိုခဲ့ကြတာဖြစ်ပြီးလက်ရှိမှာ Ronaldo က American သမ္မတအိမ်တော်ကိုအထူးဧည့်သည်တော်အဖြစ်လဲပတ်ခဲ့တယ်လို့ Elon Musk လိုကမ္ဘာကျော်ဒိတ်ဒိတ်ကျဲပုံကိုယ်တွေနဲ့အတူညစာစားပွဲမှာ ရွက်စီတမနာဒေါ်နယ်ထရန့်ရဲ့တက်လီတစာမိတ်ဆက်ပေးခြင်းကိုပါခံခဲ့ရတာပဲဖြစ်ပါတယ်ရှင်။အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့်မန်စီးတီးအသင်းရဲ့ပွဲစဉ်30ပွဲဝင်းကျင်ကိုအိုမာမာမော့ရှ်လွဲချော်ပွဲရှိတယ်ဆိုတဲ့သတင်းလေးကိုလည်းပြောချင်ပါတယ်။မန်စီးတီးတဲ့အီဂျစ်တိုက်စင်မှုအိုမာမာမော့ရှ်ကအာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့်မန်စီးတီးတဲ့ပွဲစဉ်30ပွဲဝင်းကျင်ကိုပွဲစဉ်10ပွဲဝင်းကျင်ကိုလွဲချော်ပွဲရှိကြောင်းသိရပါတယ်။ 2025အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကိုမော်ရိုကိုနိုင်ငံမှာ2025ဒီဇင်ဘာ21ကနေ2026ဇန်နဝါရီ18ထိကျင်းပမှာဖြစ်ပြီးဒီချစ်တင်ကအောက်စုပြည်မှာတောင်အာဖရိကအန်ဂိုလာဇင်ဘာဘွေနဲ့အတူကြာရောက်နေပါတယ်။ဒီချစ်တင်ကတော့အောက်စုဖွင့်ပွဲကိုတော့ဒီဇင်ဘာ22မှာစတင်ရှင်းပြရမှာဖြစ်ပြီးဒီဇင်ဘာ24မှာတော့နိုင်ဂျီးရီးယားအသင်းနဲ့နောက်ဆုံးခြေစမ်းပွဲရှင်းပြိုင်ကစားဖို့စီစဉ်ထားပါတယ်။ဒီချစ်ဘောလုံးဖွဲ့ချုပ်ကအိုမာမာမော့ချ်ကိုခြေစမ်းပွဲအမိခေါ်ယူဖို့လိုလားနေရကြောင်း ပြည်ချစ်အတင်းသားအာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာဘောလုံးပွဲအထိရောက်ရှိခဲ့မယ်ဆိုရင်အိုမာမာမော့ရှ်အနေနဲ့မန်စီးတီးအတင်းရဲ့ပွဲစဉ်များစွာကိုလွဲချော်ပွဲရှိနေခြင်းဖြစ်ပါတယ်။မန်စီးတီးတင်က2025အာဖရိကနိုင်ငံများဖလားကျင်းပမယ်ပြိုင်ပွဲကာလအတွင်းမှာ ပရီးမီးယားလိမှာ Chelsea, Man United နဲ့ရင်ဆိုင်ရဖို့ရှိနေကြောင်းလည်းသိရပါတယ်ရှင်။အခုဆက်လက်ပြီးတော့ဇန်နဝါရီပြောင်းရွှေ့မှာငွေ3ကျန်းအုံးမဲ့လီဗာပူးရဲ့အကြောင်းလေးကိုပြောချင်ပါသေးတယ်။ ပရီးမီးယားလိလက်ရှိချန်ပီယံလိပါဘူးတင်ကအချန်ပီယံစုအတွက်အပြိုင်ဖြစ်နေတဲ့အာဆင်အသင်းရဲ့ပြောင်းလဲချက်တွေကိုတားဆီးဖို့အတွက်လာမယ့်ဇန်နဝါရီပြောင်းရွှေ့ကြရင်ပရီးမီးယားလိကျယ်ပွင့်နှုတ်ကိုကြေးကြီးပေးခေါ်ယူသွားဖို့ပြင်ဆင်နေပါတယ်။နိုင်ငံကပွဲတွေမတိုင်ခင်နောက်ဆုံးကစားခဲ့တဲ့မန်စီးတီးနဲ့ပရိသတ်မန်စီးတီးနဲ့ပရီးမီးယားလိပွဲမှာလိပါဘူးတင်ကဟာလန်နီကိုလ်ကွန်ဆာလက်ဒိုကူရိုရဲ့ဂိုးတွေကြောင့်အီတီဟတ်မှာ၃ဂိုး၃ညနဲ့အပြတ်ရှုံးနေခဲ့ပြီးပွဲစဉ်၁၁အပြီးမှာထိပ်ဆုံးကအာဆင်နယ်နဲ့ရှစ်မှတ်တိကွာဟနေပြီဖြစ်ပါတယ်။ မိဘဘူးတင်ငါတရားဒီမှာငါးဘွဲအထိရှုံးနေခဲ့ပြီးဒါကပြီးခဲ့တဲ့တရားဒီလုံးကထပ်ပုံများတဲ့အရေးအတွက်ဖြစ်တယ်လို့အခုလောလောဆယ်အဆင့်ရှိနေရာမှာရက်တည်နေရာကြောင်းလက်ရှိချန်ပီယံဘွဲကကောက်ွယ်ဖို့မသိမချာဖြစ်နေပါပြီဒီရာဒီအစားတော့ငါလီဘာဘူးတို့ Essex Florian Six တို့ကိုပြည်တည်စံချိန်တင်ပြောင်းရွှေ့ကြီးနဲ့ခေါ်ယူခဲ့တယ်လို့ Ikitiki Frimpong Gagas Giovanni Lino တို့အတွက်လည်းငွေကြေးအများများတုံးပြခေါ်ယူခဲ့ပါတယ် ဒါအပြင်အသင်းရဲ့အထက်ကစားသမားတွေဖြစ်ကြတဲ့ဆာလာနဲ့အသင်းကောင်းဆောင်ဗန်ဒိုက်တို့ကိုလည်းစာချုပ်သက်တမ်းတူနိုင်ခဲ့ပါတယ်။ဒီလိုငွေကြေးသုံးဆမှုတွေအများကြီးပြုလုပ်ခဲ့ပေမဲ့လီဗာပူးသင်းကရာလက်ဆူရီနဲ့ရုန်းကန်နေရပြီးနိုင်ငံတကာပွဲတွေအပြီးပြန်ကစားမယ့်ပရီးမီးယားလီဂ်ပွဲမှာ Nottingham Forest ကိုအင်ကွင်းပွဲလက်ခံကစားရမှာဖြစ်ပါတယ်။လီဗာပူးသင်းနည်းပြအာနာစတော့ကတော့လာမယ့်နှစ်တကြာရင်အသင်းကိုလမ်းကြောင်းမှာမပြန်လဲရောက်ရှိစေဖို့အတွက်ဇန်နဝါရီပြောင်းရွှေ့ကာလအတွင်းစီမန်ညိုအက်တန်ဝါတန်တို့ကိုခေါ်ယူဖို့ပြင်ပထားနေပါတယ် ဘုံမောက်အတင်းမှာခြေစွမ်းပြနေတဲ့စီမံညိုကိုဘုံမောက်အတင်းကပေါင်85တန်အထိတောင်းဆိုသွားဖို့ရှိသလို Elton Warden ကိုလည်း Crystal Bailey အတင်းကမြန်မာ့ရဲ့ပြောင်းရွှေ့ခြေရမှလက်လွတ်သွားဖို့ရှိနေပါတယ်။မိဘဘူးတင်ကဇန်နဝါရီပြောင်းရွှေ့ဈေးကွက်ထဲမှာမထက်မတဲ့ကစားသမားခေါ်ယူမှုတွေပြုလုပ်လေးရှိပြီးအရင်တော့က Van Dyke Lewis ဒီရဲ့ Gapo တို့ကိုခေါ်ယူခဲ့ပူပါတယ်ရှင်။အစနဲ့အတင်းဒီတစ်ခါရောဟောတစ်ခါလိုပဲလား။အတင်းကဒီရာဒီပရီးမီးယားလိတရပူအတွက်ယုံကြည်မှုတွေမြန်မာနေပြီးအချိန်တစ်ခုရနေပါပြီ။ ။ကစားသမားကိုယ်တိုင်ကလည်း career တက်လျှောက်အကောင်းဆုံး form တစ်ခုကိုထုတ်ပြထားပြီးဒီရာသီ Premier League 17ပွဲအပြီးမှာအကောင်းဆုံးကစားသမားကသူလားဟာလန်လားငင်းလို့ရတဲ့အထိခြေစွမ်းက share ကြီးပါ။ခန်းစစ်ပိုင်းနဲ့မကတိုက်စစ်ပိုင်းအတွက်ပါသူ့ရဲ့ခေါင်းတိုက်သွင်းကိုယ်တွေခေါင်းတိုက် assist တွေနဲ့အကျိုးပြုလို့ကောင်းနေပါပြီဒီလိုချိန်မှာပါမဟုတ်တဲ့နိုင်ငံကခြေစမ်းပွဲကိုစိတ်လိုလက်ရဝန်ခံပြီးကြွတ်သားတဲ့ရန်ရခဲ့တာကြောင့် Gabriel Marquez တရားအ ਨੇ ဆုံးတလာကနေအများဆုံး၂လအထိအာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကိုလွှဲချော်သွားရဖို့ရှိနေပါပြီ။လက်ရှိချိန်မှာတော့တန်ရာရဲ့တိန့်ကအနားယူရမယ့်အချိန်တိကျကိုလည်း confirm လုပ်နိုင်ဖို့စစ်ဆေးမှုတွေပြုလုပ်နေတယ်ဆိုပေမဲ့အ ਨੇ ဆုံးတလာလောက်ကတော့လွဲကူလွဲမှာဖြစ်ပါတယ်။အခုကလပ်အသင်းပွဲတွေပြန်ဆတဲ့ဆိုရင်အာဆင်နယ်အသင်းက Chelsea, Bayern Munich နဲ့ Spa အသင်းတို့ကို9ရက်အတွင်းဇက်တက်ရင်ဆန်ရဖို့ရှိနေပါတယ်။နောက်လောက်ကိုကြည့်လိုက်တော့လည်း3ရက်တပွဲနှုန်းကန်ရမယ့်ဒီဇင်ဘာပွဲချက်ကာလဖြစ်နေပါတယ်။ ဂါပရီယယ်အနေနဲ့တလာပဲနိုင်ရမယ်ဆိုရင်တော့အဲ့ဒီတလာအတွင်းမှာအာဆင်နယ်အသင်းရဲ့ပွဲစဉ်ပေါင်း9ပွဲ6ပွဲအထိကိုလွဲချော်သွားရတော့မှာဖြစ်ပါတယ်။အာတီတာကတော့ဒီလိုဖြစ်လာခဲ့ရင်ကိုဘက်ကအဆင်သင့်ရှိနေအောင်ဆိုပြီးပြီးခဲ့တဲ့ຫນွေဈေးကွက်ထဲမှာပီယာပီယာရီဟင်ခါပီနဲ့မော့ခွဲရတို့လိုစင်တာဘက်ကောင်းကောင်းတွေဝယ်ယူအားပြစ်ထားခဲ့ပါတယ်။ဒီထဲမှာမှမော့ခွဲရကရာသီအစပွဲစဉ်တချို့ကိုဝန်ကစားပြီးအားကိုရလောက်တဲ့အနေထားတခုကိုပြသနိုင်ခဲ့ပါတယ်။ဟင်ကာပီကတော့အသင်းကိုစာရောက်ခဲ့ကဒဏ်ရာပြဿနာကြောင့်နားနေခဲ့ရပြီး လက်ရှိချိန်မှာတော့ကစားပေးဖို့အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။ Gabriel မရှိတဲ့အချိန်မှာ Julian Tim မှာ Kala Fiori ဘန်ဝိုက်တွတ်ထဲကတအူးကို Saliva နဲ့တွဲပစ်လို့ရတယ်ဆိုပေမဲ့ကျွန်တော်အမြင်တော့ Hinkapi Mosquera တအူးကိုပဲပွဲထုတ်ပါလိမ့်မယ်။ဒီအတွက်သူတို့ကိုဝယ်ထားတာပဲအကယ်၍အာဆင်နယ်အသင်းပွဲချက်ကာလမှာရလဒ်တွင်မြင်ရင်ချင်မှုဥဆောင်သူအနေထားတရက်ကိုထင်ထားခြင်းနဲ့ဆိုရင်တော့ဟင်ကာပီဖြစ်ဖြစ်မော်ကရာဖြစ်ဖြစ်ဆက်ရပ်လုပ်ပေးနိုင်မှုလို့ပါတယ် ထင်သလားကျွန်တော်ကတိတ်မထင်ပါဘူးဒါကဟင်ကပီနဲ့မော့စကွဲရတော့အထင်သေးလို့မဟုတ်ပဲဂါရီယာရဲ့ impact ကိုကတော်ရုံလိုက်ဖြစ်နိုင်တဲ့ impact မျိုးဟုတ်မနေလို့ပါလက်ရှိအာဆင်နယ်ခန့်စစ်အတွဲမှာဆာလီဘာက ball playing defender ဖြစ်ပြီးဂါရီယာက stopper ဖြစ်ပါတယ် stopper ဖြစ်တဲ့အတွက်ဟာလန်ကစလို့နီကိုလက်ဂျက်ဆင်အဆုံအားလုံးသောတိုက်စစ်မှုတွေကိုသူက one on one jewelry ရင်ဆိုင်ပေးရပါတယ်ဆာလီဘာကတော့ခန့်စစ်နောက်ဆုံးလိုင်းကိုတာဝန်ယူပြီးကျွန်ထွက်လာတဲ့မြောက်ကိုရှင်းပေးရတဲ့ ball playing defender ပါ ဂါဘရီယယ်လောက် diary work တွေမလုပ်ရပါဘူးဒီလို one on one jewelry ရင်ဆိုင်ရတိုင်းမှာဂါဘရီယယ်ကိုနိုင်တဲ့တိုက်စင်မှုဆိုတာတော်တော်ရှားပါတယ်ရုပ်ပိုင်းဆိုင်ရာတောင်းတမှုအပြင် area jewelry jewelry သူမတူအောင်ကောင်းမွန်မှုပိုင်းနေရှိစွာနဲ့ဘလုံးဖြတ်တောင်းနိုင်မှုတွေကဂါဘရီယယ်ကိုကြော်ပြက်ရခက်ခဲလို့ ਨੇ fighter တယောက်ဖြစ်စေရပါဒါဖြင့်လက်ရှိအာဆနယ်အသင်းရဲ့နာမည်ကျော် Seth Peace နာမည်ကဂါဘရီယယ်ကိုအဓိကထားဦးတည်ပြီးသွားနေဆိုတာလည်းအားလုံးအမြင်ပါပဲ လောင်းသရိုးဖြစ်စေကော်နာဖြစ်စေအင်ဒရိုက်ဖရီကစ်ဖြစ်စေအာစနယ်အသင်းရဲ့ဒတ်ဘောမန်များကဂါဘရီယယ်ရဲ့ခေါင်းတလုံးပေါ်မှာအများကြီးမြင့်တီထားပါတယ်ပြောရရင်တော့ကိုအသင်းကိုပေါ့လုံးဂျုံဖို့ရောပြိုင်မဲ့အသင်းကိုပေါ့ကိုချိန်ချဖို့အတွက်ဂါဘရီယယ်ကတယောက်ဆိုတယောက်ရန်အားကိုရပါတယ်ဒါကြောင့်ဂါဘရီယယ်ရဲ့ကပ်ကိုတော်ရုံကစားသမားမျိုးကဝင်မဖြစ်နိုင်တဲ့အတွက်ဟင်ကာပီနဲ့မော်ကေယာကိုတိတ်မထင်နေဘူးလို့ဆိုလိုတာပါ နောက်ဆုံးနဲ့အရေးကြီးဆုံးထောက်ပြချင်တာကတော့ Gabriel တန်ရာကြောင့်မကစားနိုင်ခဲ့တဲ့ဟိုတစ်ခေါက်တုံးတုံးကတော့အာဆနယ်အသင်းရလက်ပိုင်းမှာပဲအာဆနယ်အသင်းကိုစရောက်တဲ့2020ပြည်နှစ်ကစလို့ပရီးမီးယားလိပွဲတည်တဲ့အရေးအတွက်ရေးတွက်ရရင် Gabriel ကအာဆနယ်အသင်းအတွက်ပရီးမီးယားလိပွဲပေါင်း138ပွဲပါဝင်ကစားထားပြီးပွဲ30တိတိကိုတော့တန်ရာသုံးဟုတ်ပွဲပယ်ကြောင်လွှဲချော်ထားတာပါ Gabriel ဝင်ကစားခဲ့တဲ့138ပွဲမှာအာဆနယ်အသင်းရဲ့ win percentage က64.3%ခန့်ရှိပါတယ် ူလွဲချော်ခဲ့တဲ့ပွဲ30မှာတော့အာဆင်နယ်ကအသင်းက12ပွဲသာနိုင်ပြီး10ပွဲထိတည်ရကြက10ပွဲရှုံးနေခဲ့ပါတယ်။ Win percentage 40%အကန့်ညုံတာရှိပါတယ်။ Gabriel နာနေခဲ့တဲ့ဟိုတခါတွေတော့ဒီလိုတွေရလက်တွေထိထားတဲ့အာဆင်နယ်အသင်းဒီတခါရောဟိုတခါလိုပဲလား။ဒါမှမဟုတ်ဟိုတခါလိုမဟုတ်ပဲအကောင်းဆုံးကြော်ဖြတ်နိုင်မလားဆိုတာကတော့လာမယ့်တနင်္လာနေ့နေ့မြောက် London Derby ပွဲစဉ်ကစလို့စောင့်ကြည့်တောင်းရမှာဖြစ်ပါရဲ့ရှင်။ အခုလိုမျိုးနိုင်ငံသားဘောလုံးသတင်းအားလုံးကိုတက်မြင်ရဲမှာဆောက်ဆောင်လေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာ Page ကနေ၄ဘောလုံးသတင်းကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်ဘောလုံးရှင်ပြည်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်